BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာညချမ်းပါခင်ဗျာအော်တိုဘာလ9ရက်ကျတာပရိညချမ်း BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်ကစတင်နေပါပြီဒီညနားဆင်ရမယ့်အထဲကားစာမှာအပြစ်ရဖို့နဲ့ကျန်နေတဲ့ Israel ဒဇဂန်တွေပြန်လွှတ်ပေးဖို့တမိုင်းဝင်သဘောတူညီချက်ရတဲ့အကြောင်းပြင်ဒီမလေးရှားနိုင်ငံကသွားရဲဆိုတဲ့အခါမှာတိုင်းသက်တော်လင်းခေါင်းဆောင်တွေရဲ့ဆွေးနွေးချက်တွေအကြံပြုချက်တွေကိုတည်ဆောင်သွားတယ်လို့တော့ကျွန်တော်မျှော်လင့်နေပါတော့။ မလေးရှားနိုင်ငံကြီးဝင်ကြီးမြမပြည်ကိုနေချင်းပြန်လာပြီးတော့စစ်ကောင်းဆောင်နဲ့တွေ့တဲ့ကြောင်းနဲ့ဘုံကျဲခံရတဲ့ဘုံတူရွာမှာတေသူတိုးလာတဲ့ကြောင်းနဲ့တင်ဆက်ပေးဖို့ရှိပါတယ်။ဒီညအစည်းအဝေးကိုကျွန်တော်ဘူဘူကတင်ဆက်ပေးထားပါတယ်။ကာဇာမအပြည့်ရဖို့နဲ့ကြံနေတဲ့အစ္စရေးတစကံကိုပြန်လှုပ်ပေးဖို့ တမိုင်းဝင်သဘောတူညီချက်ရရှိပြီးတဲ့နောက်အစ္စရေးအစိုးရအစီအဝေးလုပ်နေပါတယ်။ပါလက်စတိုင်းအကျဉ်းသား2000လောက်ကိုလွှတ်ပေးပြီးအလဲလဲလုပ်မဲ့ဒဇဂယ်လွတ်မြောက်ရေးစီစဉ်ဆိုရာကို အစ္စရေးဝင်ကြီးတွေအတည်ပြုကြမှာဖြစ်ပါတယ်။ဤချက်မှာဟာမတ်စ်နဲ့အစ္စရေးအာဏာပိုင်တွေကြားအကျိန်နဲ့ဆွေးနွေးပြီးတဲ့နောက်အမေရိကန်ဥဆောင်တဲ့ငြိမ်းချမ်းရေးပထမဆင့်အတွက်သဘောတူညီမှုရခဲ့တာဖြစ်ပါတယ်။ခု အစ္စရေးတပ်တွေဂါဇာတချို့နေရာတွေကနေ ပြန်ဆုတ်ဖို့ရှိပြီးတော့ဒဇဂန်20အသက်ရှင်ရဲ့ရှိသေးတယ်လို့ယူဆပါတယ်ဒီဒဇဂန်นี่ဟာတနင်္ဂနွေသို့မဟုတ်တနင်္လာနေ့လောက်အိမ်ပြန်ရောက်မယ်ဆိုပြီးတော့မှန်းဆထားပါတယ်ဣသရေလထိုးစစ်ကိုနှစ်နှစ်ကြုံခဲ့ရတဲ့ဂါဇာမှာတော့ဒီအပြစ်ရဲ့သဘောတူညီမှုကြောင့်အောင်ပွဲခံခဲ့ကြပါတယ် ခြေပြက်ရွှေ့ပြောင်းခဲ့ရတဲ့ပါလက်စတိုင်းတွေကလည်းသူတို့ရဲ့အင်ညာအကျဉ်းချန်နေစီကိုပြန်နိုင်ဖို့မျှော်လင့်နေကြပါတယ်တောင်းနဲ့ချီတဲ့သိဆုံးသူတွေထဲမှာသားဖြစ်သူပါတော့တဲ့မိခင်တယောက်ကတော့ဒီအပြစ်ရဲ့ခင်ညာချက်ကြောင့်ပျော်ရွှင်မှုနဲ့နားကျင်မှုကိုခံစားရတယ်ဆိုပြီးပြောပါတယ်။ဂါဇာထဲမှာအကူအညီတွေဖြန့်ဝေပေးရတဲ့အတွက်ကန့်သက်ချက်တွေကိုလည်းအစ္စရေးရုပ်သိမ်းပေးမယ်လို့ယူဆပါတယ်။ပါလက်စတိုင်းအတွက်ကုလသမဂ္ဂအေဂျင်စီအဖွဲ့ကတော့ ဂါဇာတစ်ခုလုံးကလူတွေအတွက်နောက်3လစာချွေးဖို့အလုံးလောက်ရှိကြောင်းအင်တာနက်မှာ posting ခဲ့ပါတယ်။အစ္စရေးမှလည်းပြောရွှင်ခဲ့ကြပြီးတယ်လီဗီမျိုးကတစကံရင်ပြင်မှာတစကံတယောက်ရဲ့မိခင်ကသားဖြစ်သူပြန်လွတ်ဖို့မျှော်လင့်ချက်နဲ့မိဘန်းနေဖောက်ခဲ့ပါတယ်။ဒီနှစ်အတွက်စာပေနိုဘယ်ဆုကိုဟန်ဂေရီဆိုင်ဆီယာလက်စလိုကရစနာဟော့ကိုင်းကရရှိသွားပါတယ် သက်ရှိထင်ရှားဟန်ဂရီဆိုင်ဆရာဒီတဲ့မှာအရေးပါဆုံးသူလို့ယူဆခံရတဲ့ Krishna Hawkeye ကိုဖိနှိပ်မတရားမှုကိုပြတဲ့ရေးဟန်နဲ့လူသိများပါတယ်။ထင်ရှားတဲ့သူ့လက်ရာဒီတဲ့မှာရှာတန်တန်ကိုနဲ့ခုခံမှုရဲ့လွမ်းဆွေးစရာဝတ္ထုတွေလည်းပါပါတယ်။ကဘာပြတ်မတဲ့ထိတ်လန့်ဇာတိနဲ့ဆွဲဆောင်မှုရှိပြီး အမြင်ဆုရှတဲ့လက်ရာဉာဏ်ပညာရဲ့အင်အားကို ထက်လောင်းတည်ပြုတဲ့လက်ရာတွေအတွက် ဒေါ်လာ1.2သန်းတန်နဲ့စုကိုချီးမြှင့်ကြောင်းဆွီဒင်အကယ်ဒမီအဖွဲ့ကပြောကြားခဲ့ပါတယ်။အိန္ဒိယနိုင်ငံတောင်ပိုင်းမှာဒေတာတွင်ထုတ်တဲ့ချောင်းဆိုးပျောက်ဆေးရည်ကိုတောက်မိတဲ့ကလေးအနည်းဆုံး18ယောက်သေဆုံးပြီးနောက်ဆေးဝါးစစ်ဆေးသူ2ယောက်ကိုယာဒုကနေချထားလိုက်ပါတယ်။ဒီချောင်းဆိုးဆေးရည်ရဲ့ရေသွေးစစ်ဆေးမှုသိချမလုပ်ခဲ့လား။ဒီလူတွေကိုစစ်မေးနေတယ်ဆိုပြီးတမီလနာဒုပြည်နယ်ချမ်းမာရေးဝန်ကြီးကဆိုပါတယ်။ စေကုံနီပိုင်ရှင်ကိုလည်းဖန်ထားပါတယ်။ချောင်းဆိုးစေးရီထဲမှာအစိတ်တောက်ဖြစ်စေတဲ့ဓာတုပစ္စည်းဒိုင်းအက်သလင်ဂလိုင်ကောကခွင့်ပြုနိုင်တဲ့ပမာဏထက်အစ400နီးပါးပါနေတာကိုလည်းတွေ့ခဲ့ရပါတယ်။တရုတ်ကထိုင်ဝမ်ကာကွယ်ရေးနဲ့ပြည်သူယုံကြည်မှုတွေကို ပြက်ပြားစေဖို့စစ်ရေးနဲ့ပေါင်းဆက်ဖိအားတွေတိုးပြီးပေးနေကြောင်းထိုင်ဝမ်ဘက်ကပြောပါတယ်။တရုတ်ဆိုကစစ်ရေးပြနာမဲ့ခံပြီးတိုက်ခိုက်ဖို့ လေ့ကျင့်နေတယ်ဆိုပြီးတော့နှစ်နှစ်တခါထုတ်တဲ့ကာကွယ်ရေးဌာနအစီရင်ခံစာကနေသတိပေးထားပါတယ်။စိုက်ဘာတိုက်ခိုက်မှုသတင်းမှာဖြတ်မှုနဲ့တရှုံဤပုံတွေလွှတ်တာနောက်ဉာဏ်ရည်ထုသုံးပြီးအရေးကြီးတဲ့ခြေခံစောက်အုံတွေရဲ့အားနည်းချက်တွေကိုအမျက်ထုတ်တာစတဲ့နည်းတွေကိုလည်းတရုတ်က တိုးချက်သုံးလာတယ်လို့ဆိုပါတယ်။တခါတရုတ်ဆိုရဟာရက်သုံးသမော်တွေကိုစစ်ဘက်မှသုံးဆွဲပြီးကန့်တက်နီးစနစ်တွေကိုလည်းဖော်ထုတ်နေတယ်လို့ပြောပါတယ် ဒါကြောင့်တရုတ်ရဲ့စစ်ရေးလေ့ကျင့်မှုတွေကိုစစ်စင်ရေးအတွင်ပြောင်းပြီးထိုင်ဝမ်နဲ့မဟာမိတ်တွေရဲ့အလင်းငိုက်မှာတိုက်ခိုက်လာနိုင်တယ်ဆိုပြီးတော့တွက်ဆထားပါတယ်။စစ်ဘက်ပစ္စည်းတွေပါဝင် electronic ပစ္စည်းမျိုးစုံ ထုတ်လို့ရမှာရေးကြည့်တဲ့မြေရှားသတ္ထုတင်ပို့မှုကို တရုတ်ဆိုအကတင်ကျပ်လိုက်ပါတယ်။မြေရှားသတ္ထုတန်းစင်နဲ့နိပညာကိုပါထိန်းချုပ်ခဲ့ပြီးနိုင်ငံခြားစစ်ဘက်နဲ့ တပိုင်းလျက်ကူးပစ္စည်းလုပ်ငန်းတွေစီမြေရှားပို့တာကိုလည်းတရုတ်အစိုးရကကန့်သတ်ချင်ပါတယ်။ဒါပြင်အစိုးရရဲ့ခွင့်ပြုချက်မပါဘဲမြေရှားသတ္ထုလုပ်ငန်းမှာတရုတ်ကုမ္ပဏီတွေပြည်ပလုပ်ငန်းတွေနဲ့ပူးတွဲလုပ်ကိုင်တာကိုလည်းတရုတ်အစိုးရကတားမြစ်ခဲ့ပါတယ်။မြေရှားသတ္ထုတူတာနဲ့တန့်စင်လုပ်ကိုင်တာတွေကိုထိန်းချုပ်ထားတဲ့တရုတ်အစိုးရကဒီသတ္ထုရဲ့ကမ္ဘာဈေးကွက်မှာကြီးစိုးထားပြီးလည်းဖြစ်ပါတယ်။ တတရှိမြခင်ဗျာအာဆီယံလက်ကျောက်ကထမလေးရှားနိုင်ငံရဲ့ဝင်ကြီးမြန်မာပြည်ကိုအလုပ်သဘောနဲ့နေချင်းလာပြီးတော့စစ်ကောင်းဆောင်တွေတွေ့ခဲ့ပါတယ် ဒီခီးစဉ်ကနေမြန်မာအရေးအတွက်ဘာတွေထူးခြားလာနိုင်တယ်ကိုမောင်ပြောပြပေးပါမယ်မလေးရှားနိုင်ငံသားကြီးဝင်ကြီးရဲ့ဒီနေ့ခီးစဉ်တွင်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တယ်လို့မလေးရှားနိုင်ငံသားကြီးဝင်ကြီးဌာနကဒီနေ့ညနေပိုင်းသတင်းထုတ်ပြန်ပါတယ်မြန်မာအရေးပေါဝင်တဲ့ပေါဝင်တိုက်သူတွေအားလုံးတွေ့ဆုံဆွေးနွေးရေးပေါဝင်အာဆီယံဘုံသဘောတူညီချက်ကိုပြည်ပြည်ဝဝအကောင့်ထဲပေါ်ရေးကိုဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်ဒါအပြင်ကြမ်းဖက်မှုလျှော့ချရေးနဲ့လူသားချင်းစာနာမှုအကူအညီပေးနိုင်ရေးကိစ္စတွေတိုးမြင့်ရေးနဲ့ရွေးကောက်ပွဲကိစ္စတွေပါထည့်သွင်းဆွေးနွေးခဲ့တယ်လို့မလေးရှားဘက်ကထုတ်ပြန်ခဲ့တာပါ စစ်ကော်မရှင်ကလည်းအာဆီယံဥက္ကဋ္ဌနဲ့အာဆီယံထူးကိုယ်စားလှယ်ကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တဲ့အတူဗိုလ်ချုပ်ကြီးရဲဝင်ဦးနိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေတို့နဲ့ပါတွေ့ဆုံခဲ့ပြီးငြိမ်းချမ်းရေးကိစ္စရွေးကောက်ပွဲကိစ္စတွေပါထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဒီနေ့ညနေပိုင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုအာဆီယံအနေနဲ့မထောက်ခံမိမဲ့အဖွဲ့ဝင်တနိုင်ငံချင်းစီမှာတော့မတူညီတဲ့သဘောကွဲလွဲမှုတွေရှိနိုင်တယ်လို့အာဆီယံရဲ့လေးလာသူတွေကသုံးသပ်ကြပါတယ်။အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဘက်ကရောဘလို့မူဝါဒတွေကိုကင်ဆယ်ထားပါတယ်လေ။မြန်မာမဟာဗျူဟာနဲ့မူဝါဒလေးလာရေး Institute ISP မြန်မာရဲ့ပြင်ပဆက်ဆက်ဆက်သွယ် ွယ်ရေးဒါရိုက်တာဦးအောင်သူကြီးကအခုလိုသုံးသပ်ပါတယ်တစ်ဖက် ကကြတော့လဲအာဆီယံဘက်ကမြန်မာကိုဘာလူသလဲပေါ့အလုံးမဖြစ်တဲ့ဒီ5 point consensus ဒီတူညီဆန္ဒ၅ချက်အစားပေါ့နော်ဘယ်လိုကိစ္စမျိုးတွေကိုပူးပေါင်းဆောင်ရွက်နိုင်မလဲအထူးသဖြင့်ကျွန်တော်တို့ပြစ်ခတ်တိုက်ခိုက်မှုတွေလျှော့ဖို့နောက်တစ်ခုကကြတော့ကျွန်တော်တို့လူစားချင်းစာနာမှုအကူအညီတွေတိုးပေးဖို့ဟောစသဖြင့်ဒီလိုကိစ္စမျိုးပေါ့ဗျာအဲ့တော့ဒါတွေဖြစ်လာမယ်ဆိုလို့ရှိရင်အာဆီယံဘက်ကလည်းဝန်းစားနိုင်တဲ့အနေထားပါ လက်ရှိအာဆီယံဥက္ကဋ္ဌဟာမြမအရေးဖြစ်ရှင်းနိုင်မှုစိတ်အားထက်သန်နေတာကြောင့် တော်လိုင်းဤအားစုတွေနဲ့ရောစစ်တပ်နဲ့ပါထိတွေ့ဆက်ဆံမှုရှိခဲ့ပါတယ်။ဒါကြောင့်ဒီနေ့ခီးစဉ်ကဘာတွေမျှော်လင့်နိုင်မလဲ။တက်ကြွလှုပ်ရှားသူတူဖြစ်တဲ့မတ်တင်စာရှင်လေးကခုလိုပြောပါရတယ်။တော်လိုင်းဤအားစုတော်တော်များများရဲ့အတန်အနေနဲ့လူလားချက်တွေ၊စိုးရင်ချက်တွေ၊တောင်းဆိုချက်တွေကိုလည်းစဉ်ဆက်မပြတ်နားထောင်ထားတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့အခုသူ့ရဲ့နိုင်နေပြီးတော့သွားတဲ့ခီးစဉ်ဟာအာဒီအသိပညာပေါ့နော်။ဒီအသိပညာဒီ awareness ကိုအခြေခံပြီးသွားတယ်လို့ကျွန်တော်တို့ယူဆတယ်။အဲကျွန်တော်တို့ဒီစစ်အုပ်စုနဲ့ထိတွေ့ဆက်ဆံတဲ့ diplomat တွေကိုကျွန်တော်တို့အားမပေးဘူးပေါ့နော်။သို့တော်ညာဒီမလေးရှားနိုင် င်ငံကသွားတယ်ဆိုတဲ့အခါမှာတိုင်းသက်တော်လင်းခေါင်းဆောင်တွေရဲ့ဆွေးနွေးချက်တွေအကြံပြုချက်တွေကိုတည်ဆောင်သွားတယ်လို့တော့ကျွန်မမျှော်လင့်နေပါတော့။အာနာသိမ့်မီတဲ့ကအာဆီယံထိပ်သီးအစည်းအဝေးတွေမှာမြန်မာနိုင်ငံသားရေးဝန်ကြီးအဆင့်ကိုတက်ရောက်ခွင့်ပေးထားတာကြောင့်လက်ရှိအာဆီယံနဲ့မြန်မာကြားမှာယုံကြည်မှုကျဆင်းနေတယ်လို့အာဆီယံရေးလေးလာသူတို့ကပြောပါတယ်။မလေးရှားနိုင်ငံခြေဆိုင်အာဆီယံသတင်းတော်တူကတော့အခုတည့်ရက်ခီးစဉ်ကနေအများကြီးမျှော်လင့်လို့မြားပဲရွေးကောက်ပွဲပြီးမှပဲမြမအပေါ်အာဆီယံဘလို့သဘောထားမလဲဆိုတာရေးကြည့်တယ်လို့ BBC ကိုပြောပါတယ်တော်တော်ရှင်းမယ်ခင်ဗျာ ြန်မာလူငယ်၄ယောက်မှာသူတို့ကအလောက်ကိုင်းပညာရေးနဲ့အတက်ပညာစေးဘူးတာတွေလုံနိုင်တဲ့ခြေအနေမရှိကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP ရဲ့ဌာနေဝေးမျိုးဆက်သစ်စာတမ်းမှာဖော်ပြခဲ့ပါတယ်။ဘာကြောင့်အလောက်လက်မဲ့တွေများလာတယ်လဲမက်ရွှေပိုးနီပြောပြပေးမှာပါ။ မြန်မာနိုင်ငံလူဦးရေရဲ့သုံးပုံတပုံကျော်ရှိတဲ့အသက်15နှစ်ကနေ35နှစ်အရွယ်လူငယ်တွေတဲကလေးသန်းဝန်းကျင်ဟာဘလို့လက်မဲ့ဖြစ်တာနဲ့ပညာသင်ကြားမှုဆုံးရှုံးနေရတာတွေကြုံနေရတယ်လို့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ရဲ့ဌာနေဝေးမျိုးဆက်သစ်စာတမ်းမှာဖော်ပြထားပါတယ်။အသက်16နှစ်ကနေ24နှစ်ကြာကျေးလက်နေလူငယ်9ဦးမှာ4ဦးနီးပါးဟာလည်းပညာရေးဒါမှမဟုတ်သင်တန်းတစ်ခုခုမှာတက်ရောက်နေခြင်းမရှိတော့တာတွေ့ရတယ်လို့လည်းဆိုထားပါတယ်။ဒီစာတမ်းဟာမြန်မာလူငယ်သဘောထားစစ်တမ်း2024ကနေရရှိတဲ့တိုင်းနိုင်ငံလုံးဆိုင်ရာအချက်အလက်တွေအပြင်တွေ့ဆုံမေးမြန်းမှုအုပ်စု ဖွဲ့ဆွေးနွေးမှုတွေအပေါ်ခြေခံထားတာလို့သိရပါဗျ။အဲ့ဒီစာရန်အရမြန်မာနိုင်ငံမှာနိုင်ငံရေးမတည်ငြိမ်မှုစီးပွားရေးကျဆင်းမှုတွေအပါအဝင်တခြားလူမှုရေးပြဿနာတွေအကြားမှာလူငယ်တွေရဲ့ပညာသင်ယူမှုနဲ့အလုပ်ကံရရှိမှုကခက်ခဲလာတာလို့သိရှိရပါဗျ။ အခုလိုအလောက်ကန်ရှားပါလာတာပညာသင်ကြားရာနေရာတွေမှာလူငယ်တွေမရှိတာရဲ့နောက်ဆက်တွေဘလို့အကျိုးဆက်တွေကြုံလာရနိုင်ပါသလဲအခုတလောရန်ကုန်မန္တလေးလိုမြို့ကြီးတွေမှာဖြစ်နေတဲ့မှုခင်းတွေမှာဆယ်ကျော်သက်အရွယ်လူငယ်တွေကျွလွန်ကြတာကိုမကြာခဏတွေ့နေရတာကရောဒီလိုအလောက်ကန်မရှိတာပညာရက်တစ်ခုခုသင်ခွင့်မရတာတွေရဲ့စိုးကျိုးတွေလားဆိုတာမေးခွန်းထုတ်เสียဖြစ်လာနေပါတယ်ဒီအကြောင်းဥပဒေရေးရာပညာရှင်အုပ်ပြောပြတာက သူစိတ်လုပ်ငန်းနဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဇာတ်လမ်းတွေခြေရအဖြစ်အပျက်တွေဒါတွေအကုန်လုံးသူကကြည့်ရှုဝင်ရတယ် Instagram မှာပဲဖြစ် Facebook မှာဖြစ်အဲ့ဒါတွေကိုကြည်ရင်ကြည်ရင်လေလူငယ်တွေကလမ်းမကိုရောက်ကုန်တာဒါတစ်ပိုင်းပါတယ်အဓိကကတော့အလောက်ကိုင်းခွင့်လန်းတွေနည်းပါတာနောက်ပညာသင်ကြားမှုခွင့်လန်းတွေနည်းပါတာနောက်ဆုံးတစ်ချက်ကတော့နိုင်ငံမှာဒီမွေးဆေးဝါးတွေကိုပေါ်ပေါ်များများနဲ့တန်ဖိုးနည်းနည်းနဲ့လွယ်လွယ်လူငယ်တွေသုံးဆွဲနိုင်တာဒီဖြစ်ရတဲ့အခြေခံအကြောင်းရင်းတွေဒီလိုပဲမြင်ပါတယ် UNDP ရဲ့စာတမ်းအရပြိပခတ်ဖြစ်ပွားရာဒေသတွေကအမျိုးသမီးတွေကလည်းအလုံးမရှိတာများလာနေပြီးကြားပြည်နယ်မှာဆိုရင်52ရာခိုင်နှုန်းနဲ့ရခိုင်ပြည်နယ်မှာ32ရာခိုင်နှုန်းအထိရှိလာနေပါတယ်။ကရင်ပြည်နယ်ဘက်မှာအလုံကန်ရရှိမှုအခက်အခဲအခြေအနေကိုဒေသခံတအူပြောပြတာက တခြားပြည်မှာစီးပွားရေးရတော့ကိုယ်ချမ်းကြီးကလည်းမရှိတော့လောက်ကစားတော့ဖို့ကလည်းလုံးလုံးလည်းမရလူတွေကမလုပ်ဖူးတဲ့လုပ်တွေကိုလည်းလောက်ကလာကြတယ်အလေရပဲလုပ်ရတယ်ဒါပေမဲ့အခုကျတော့ဒီပိုင်းရရောင်းရောင်းအကျော်ရောင်းရောင်းမယ်အကျိုးကတော့အလုပ်ကစလာမယ်မရှိတော့မိသားစုဝင်တွေရဆက်ဆက်ကြည့်လာတော့တော်တော်တော့အမျိုးသမီးတော့အမျိုးသားတွေရောပေါ့နော်ကလုံးထိုက်ရရဆက်ပြီးတော့ပြီးမှအလုပ်တလုပ်ကြတာအောက်လောင်းနဲ့တော့မှအလုပ်တလုပ်ကြတာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာလူငယ်အများစုကိုပြည်ပကိုရွှေ့ပြောင်းဖို့တွန်းပို့နေတဲ့အပြင်မျိုးဆက်တစ်ခုလုံးရဲ့အနာဂတ်နဲ့မြန်မာနိုင်ငံရဲ့ ဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပါချိန်ချောက်နေတယ်လို့လည်း UNDP ရဲ့စာရမ်းမှာဖော်ပြထားပါတယ်။သရရှိမြခင်ဗျာဘုံကျဲခံရတဲ့ချောင်းမြို့နယ်ဘုံတိုရွာဆန္ဒပြပွဲကတေသူဥယျာဉ်တိုးလာတယ်ဆိုပြီးမြေပြင်မှာကူညီနေသူတွေကပြောပါတယ်။တန်ရသူတွေကမှဒီမနေ့ဆုံးမသူတွေရှိတယ်လို့လည်းဆိုပါတယ်။ဘာကြောင့်တေသူတွေထက်တိုးလာတယ်လဲမနှင်းမူကပြောပြပေးပါမယ်။ အောက်တိုဘာ6ရက်သတင်းကျွတ်လာပြင်းညကဖြစ်ခဲ့တဲ့ချောင်းမြို့နယ်ဘုံတိုရွာကစစ်အာဏာရှင်စန့်ကျင်ရေးဆန္ဒပြပွဲနဲ့မီးထွန်းပွဲဘုံကျဲခံရမှုမှာတေဆုံးသူဥယေထတ်တိုးလာပါတယ်။ဒီနေ့မနက်မှာတင်ထိခိုက်ဒဏ်ရာထားသူ40ကျော်တဲ့ကနောက်ထပ်2ဦးတေဆုံးခဲ့တာပါ။ စင်းကောက်လို့ရသလောက်ဒီနေ့အထိသိဆုံးသူ24ဦးရှိပြီလို့အဲ့ဒီနေရာမှာကုညီနေသူတွေကပြောပါတယ်။ဒဏ်ရာအပြင်းထန်ရရှိထားသူတွေကိုဆေးကုသပေးနေပေမဲ့ဆေးဝါးမပြည့်စုံတာကြောင့်ကုသရေးမှာအခက်အခဲတွေရှိနေတာလို့ဆိုပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးချောင်းမြို့နယ်ပကဖရဲ့ပြန်ကြားရေးတာဝန်ရှိသူကိုတန့်ပြောတာကကျွန်တော်တို့ကောက်လို့ရ24ဦးပြန်။ကျန်အောင်လည်းကျန်ရင်လည်းကျန်အောင်မဟုတ်ဘူး။ဒီတော့ကတော့5ယောက်လို့ပြားလိုက်တယ်။ဒါဆိုဆုံးရပြီးတော့5ယောက်မဟုတ်ဘူး။2ယောက်ကလေး1ယောက်ကြီးရေဘုတ်တယောက်။စပြေနေတဲ့ဒဏ်ရာအင်းများ တင်းနေဆိုးနေရတဲ့မအောင်ကကုသလို့သူတို့အဆင်ပြေနိုင်တဲ့အားကြီးတော့စိတ်ဖြစ်တင်နေတာတွေတော့ရောက်ကြရလေရှိနေတယ် ဒီမနက်တေဆုံးသူတွေကတအူးဟာမုံရွာပင်မတပိတ်ကော်မတီဝင်လဲဖြစ်ဗမာလွမြောက်ရေးဒီမိုကရက်တစ်တအူး BLDF ရဲ့စစ်တေတာမှုဖြစ်ပြီးနောက်ထပ်တအူးကတော့၁၀နှစ်ဝန်းကျင်အရွယ်ကလေးငယ်တအူးဖြစ်ပါတယ်။တရားရသူတွေကိုမြေပင်မှာကုညီဆေးကုသပေးနေရသူတွေကတော့ဈေးဝအခက်ခဲကြောင့်မတေသင့်မဲတရားသူတွေရှိခဲ့တာလို့ပြောကြပါတယ်။ပုံကျဲတိုက်ခိုက်ခံရပြီးနှစ်ရက်ကြာတဲ့အထိတေဆုံးသူဦးရေဘာကြောင့်တိုးလာနေတာပါလဲ။ မြေပြင်အခြေအနေကိုသိရှိတဲ့အမည်မဖော်လိုတဲ့ရဲဘော်တို့ပြောတာကဘေးဝါလည်းမလုံလောက်တာရောနောက်ကြဒီကုသနိုင်တဲ့ခေးရုံကလည်းကောင်းကောင်းမွန်မွန်မရှိတာအဲဒီကောင်းကောင်းမွန်မွန်မရှိတဲ့ပြင်ဘာလို့ဆိုတော့လက်နက်ကြီးတန်ရာကစိုးစိုးဝါးဝါးထိတာတဲ့လူတွေပြည်နေတာတန်ရာရတဲ့သူတွေသူတွေရဲ့ဆိုးရင်ရတဲ့သူကတော့မိဘလောက်ကိုပြန်လေးတယ်တော်တော်များများတော့ဆိုးရင်နေရတဲ့အခြေအနေတခုမှရှိသေးတာ စစ်တပ်ကတော့တော်လှန်ရေးဖွဲ့တွေဟာစန့်ကျင်ရေးတွေကို လူမှုအကအကွယ်နဲ့လုပ်နေတယ်လို့စွပ်စွဲထားပြီးအခုဆန္ဒပြမိသပိတ်ကိုလည်းသတင်းပေးတဦးရဲ့သတင်းပေးမှုအရစစ်စင်ရေးအဖြစ်တိုက်ခိုက်ခဲ့တာလို့ဒီနေ့သတင်းထုတ်ပြန်ပါတယ်အမျိုးသားညညရေးဆိုရ NUG ရဲ့လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတော့စစ်တပ်ကျူးလွန်နေတဲ့စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီးအရေးယူနိုင်ဖို့ဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်ကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်ကတော့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကလင်းငယ်တွေအပါအဝင်လူအများအပြားထိခိုက်သေ ဆုံးကြောင်းကြားသိရတဲ့အပေါ်အလွန်အမင်းစိုးရင်ကြောင်းပြောထားပြီးအကြံဖတ်မှုတွေရက်ဖို့ငိမ့်ညံ့ရဲ့ဖြည့်ရှင်းဖို့အတွက်အားလုံးပါဝင်တဲ့လမ်းစဉ်တစ်ခုကိုလိုက်နာဖို့တောင်းဆိုထားပါတယ်ရှင်ကျသာပရိညာချံ BBC မြန်မာပိုင်းအစီအစဉ်လေးတည်တင်ပြီးဆုံးပါပြီ BBC ကနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတာရှင်များနဲ့တကွမြန်မာပြည်သူပြည်သားပေါင်းကိုစိတ်နှပြအေးချမ်းပြီး ဘေးဘရာတွေကင်းဝေးကြပါစေလို့ BBC ဝိုင်းတော်သူဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေဒေါင်းလုဒ်လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။